လိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဆွေးနွေးတော်မယ့်အရာကတော့နိုင်ငံတကာစစ်မီပညာရေးတွေကိုဘလီရှားမှာကျွန်တော်တို့ University နဲ့ College တွေမှာဘယ်လိုမျိုးဆက်လက်ပြီးမှသင်ယူလုပ်ရတာလဲ။ဘာကြောင့်မလေးရှားမှာဆက်လက်ပြီးမှပညာရေးပညာရေးနဲ့ပတ်သက်ပြီးမှသင်ယူတင်တာလဲ။ကျူရှင်နဲ့ဒီနေထိုင်ရေးစရိတ်တွေရောဘယ်လောက်ရှိလဲဆိုတာဒီကစားပေါ့နော်ကျွန်တော်တို့အသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒါတင်မကပဲနဲ့ကျွန်တော်တို့ agent တွေကြားပွဲဆိုင်တွေကိုမတော်အတော့မပြုတ်ပဲနဲ့ကျွန်တော်တို့ visa တွေကိုဘယ်လိုလျှောက်ရမလဲပြီးတော့မှမလေးရှားမှာရောက်ပြီးတဲ့နောက် ါတီလုတ်ဖို့လိုအပ်တာလဲဆိုတာဒီကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘာကြောင့်မလေးရှားကိုရိတ်ချက်တင်တာလဲဆိုတဲ့မျိုးခွင်းကိုအဖြေအရင်ဆုံးရှားကြည့်အောင်မလေးရှားနိုင်ငံဒီအရေးသွေးမြင့်ပေါ့နော်ပညာရေးနဲ့စရေးတက်တာတော့နေထိုင်မှုပုံစံတွေကိုပေါင်းစပ်ထားတဲ့ပေါ့နော်အာရှဒီတာရဲ့ထိပ်တန်းပညာရေးတင်ကြားရာနိုင်ငံတနိုင်ငံနေရာတစ်ခုဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဒီကမ္ဘာလုံးဆိုင်ရာပညာရေးအရေးသွေးပေါ့နော် Global Education ဘက်မှကြည့်မယ်ဆိုရင်တော့ဒီနိုင်ငံတကာအသိမပြုတက္ကသိုလ်လဲအများပြားမလေးရှားနိုင်ငံမှာရှိထားတာဖြစ်ပါတယ်ဥပမာ QS Award university rankings ပေါ့နော်ဒီကပတ်အစင်တမချက်များမှာလည်းဒီမလေးရှားနိုင်ငံရဲ့ university တော်တော်များများကပါဝင်နေတာဖြစ်ပါတယ် နောက်တစ်ခုအနေနဲ့ပေါ့နော်ဒီ TOEFL program များပေါ့နော်ဥပမာ UK degree, Australia degree, US degree စတဲ့ပေါ့နော်ဒီထိပ်တန်းနိုင်ငံခြားတက္ကသိုလ်များရဲ့ပေါ့နော်ဌာနကျောင်းခွေများပြီးတော့မှအာ degree transfer များပေါ့နော်အများကြီးကျွန်တော်တို့ဒီလိုမျိုး TOEFL အာ degree များလည်းတင် जा ပြီးတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီနိုင်ငံတကာ degree ကိုစရိတ်သက်သာစွာနဲ့တင် जा နိုင်တဲ့ပေါ့နော်တင် जा ခွင့်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒုတိယအနေနဲ့ကျတော့ affordable tuition fee ပေါ့နော်ဒါကျတော့ကျွန်တော်တို့ ဒီရှင်ဖီနေပါတဲ့တို့ကြောင့်မလို့ပေါ့နော်အနောက်နိုင်ငံများတောင်မှပေါ့နော်မလေးရှားနိုင်ငံကိုလာရောက်ပြီးမှပညာသင်ကြားနေကြတာဖြစ်ပါတယ်အနောက်နိုင်ငံများနဲ့ရင်ကျင်းရင်တော့ဒီကျူရှင်စရိတ်ကတိတိတာတာတက်ကြတာဖြစ်ပါတယ်ဒါတမကဘဲနဲ့ပေါ့နော်ဒီနေထိုင်နေထိုင်ရေးစရိတ်လဲပေါ့နော်ဒီဥပမာမြို့ပြ KL ကိုလာလမ်ပူမြို့ကြီးများပြင်လင်ပေါ့နော်နေထိုင်မှုစရိတ်ကအနောက်တိုင်းမြို့များနဲ့နိုင်ရှင်ကျင်းမယ်ဆိုရင်တော့ပေါ့နော်အလွန်တက်တာတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မလေးရှားကိုကျွန်တော်တို့ဒီကျူရှင်ခနဲတာရဲ့ပြီးတော့မှ ဒီနေထရေးစရိတ်နေတာရေတို့တော်လဲကိုရတဲ့ပညာရေးကပေါ့နော်ကပအစစ်မီပညာရေးဖြစ်တာရေဒီသုံးခုတင်နေပေါ့နော်မလေးရှားနိုင်ငံမှာပညာတင်ကြားဖို့အများအားဖြင့်ရွေးချယ်ကြတာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကြတော့ဒီယဉ်ကျေးမှုပုံစံ၊ကွဲပြားမှုနဲ့အင်္ဂလိပ်ဘာသာစကားအသုံးမျိုးအသုံးပြုမှုကလည်းပေါ့နော်မလေးရှားနိုင်ငံမှာကျယ်ကျယ်ပြန့်ပြန့်အင်္ဂလိပ်ဘာသာစကားပြောကြတာဖြစ်ပါတယ်ယဉ်ကျေးမှုပိုင်းမှာကြည့်မယ်ဆိုရင်တော့မလေး၊တရုတ်၊အိန္ဒိယပြည်တော်မှာခြားသောမျိုးနွယ်စုတွေကိုပေါင်းစပ်နေထိုင်တဲ့နိုင်ငံတနေနိုင်ငံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံတကာအကြောင်းသူအကြောင်းသားများအတွက်ပေါ့နော်လိုက်ရောနေထွေမှုရှိပြ ီးမှာပေါ့နော်ညီထိုင်ရလွယ်ကိုလည်းပြီးတော့မှမတူညီတဲ့ယဉ်ကျေးမှုအတွေ့အကြုံများကိုလည်းကျွန်တော်တို့နိုင်ငံတကာနိုင်ငံမှာဒီလိုမျိုးလိုမျိုးစုတုံးစုရဲ့ပေါ့နော်ယဉ်ကျေးမှုတွေကိုလိလာခွင့်ရခဲ့တာဖြစ်ပါတယ်အင်္ဂလိပ်ဘာသာစကားကြားတော့မလေးရှားနိုင်ငံမှာသူတို့အများအားဖြင့်အင်္ဂလိပ်ဘာသာစကားသုံးကြတာဖြစ်ပြီးမှဒီဘာသာစကားအခက်ခဲအနည်းငယ်သာရှိခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အင်္ဂလိပ်ဘာသာစကားကိုကျဲကျဲပြင်းပြင်းကျွန်တော်တို့ယုံတိုင်းနေပါမှာအစိုးရယုံဒီမှာကြားတော့မလေးဘာသာစကားကိုအသုံးပြုရပြီးမှယုံတိုင်းနေပါအင်္ဂလိပ်စကားတတ်တဲ့လူရှိတာဖြစ်ပါတယ်နောက် ံပါတ်၄ရက်နေနဲ့ visa နဲ့မိသားစုပါမြေခွင့်ရှိပေါ့နော်ဒါကြတော့ extended visa and immediate family visa ပေါ့နော်ဒီ visa တက်တန်းတူတာရေပြီးတော့မှကိုယ့်ရဲ့မိဘဒါမှမဟုတ်အုပ်ထင်းသူပေါ့နော်ကျွန်တော်တို့တယောက်ကိုခေါ်ယူခွင့်ရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အာဒီចောင်းသား visa တွေမကဘဲနဲ့ကျွန်တော်တို့ရဲ့မိဘအုပ်ထင်းသူတယောက်ကိုကျွန်တော်တို့ចောင်းတက်နေတဲ့ကာလအတွင်းမှာမလေးရှားနိုင်ငံမှာကျွန်တော်တို့ခေါ်ယူခွင့်ရရှိတာဖြစ်ပါတယ်မိခု2 visa dependent pass ဆိုပြီးမှသူတို့အာ ကျွန်တော်တို့မိဘတွေပြီးတော့မှကျွန်တော်တို့ရဲ့အောက်ထင်းတို့တယောက်ကိုမလေးရှားနိုင်ငံမှာအတူနီထိုင်ခွင့်ပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့မလေးရှားနိုင်ငံမှာမိဘနဲ့အတူနီထိုင်ခြင်းတဲ့အကြောင်းတို့ကြောင့်တတ်တဲ့အတွက်အတော်လေးဝဆင်ပြေတာဖြစ်ပါတယ်ပြီးတော့မှ extended visa မှာကြာတော့ကျွန်တော်တို့မလေးရှားကနေပြီးမှကြောင်းပြီးတော့ခဲ့တဲ့ကြောင်းပြီးတော့ခဲ့ပြီးဆိုရင်ပေါ့နော်ကျွန်တော်တို့သူတို့ဘက်ကနေပြီးမှအလုပ်လုပ်ခွင့်တစ်နှစ် visa free ပေးထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီကြောင်းပြီးပြီးတဲ့နောက် မလေးရှားနိုင်ငံမှာအလုပ်တစ်ခုရှာတွေ့သွားတယ်ဆိုရင်လည်းပေါ့နော်နောက်ချက်အခွင့်ဆောင်စရာမလိုဘဲနဲ့ဒီမလေးရှားနိုင်ငံမှာဆက်လက်ပြီးမှတနည်းအလုပ်လုပ်ခွင့်ရတာဖြစ်ပါတယ် ဟုတ်ပါပြီကျွန်တော်တို့အခုမလေးရှားနိုင်ငံမှာအကြောင်းတက်ဖို့ရန်အတွက်ပေါ့နော်ရည်ရွယ်ထားရဆိုရင်ဘာဒီပင်စင်ထားဖို့လိုအပ်တာလေသူတို့နိုင်ငံရဲ့ပေါ့နော်ပညာရေးတမတ်ချက်ကဘာလဲဆိုတာတွေကိုကျွန်တော်တို့ဆက်လက်ပြန်မလေးလာကြည့်ရအောင်ပထမဆုံးအနေနဲ့ဒီကြောင်းတက်ဖို့လျှောက်ထားတဲ့ကြောင်းတို့ကြောင်းသားတရားအနေနဲ့ပေါ့နော်အနည်းဆုံးသူတို့ဒီ module ကနေပြီးမှပေါ့နော်အထက်တန်းပြီးတဲ့အထိဒါမှမဟုတ် university entrance အာဒီ exam တခုခုဖြေထားရဆိုရင်ပေါ့နော်ဥပမာ GED ကအစားပေါ့နော်ဖြေထားရဆိုရင်ကျွန်တော်တို့ ဒီလျှောက်ထားတဲ့ကျွန်တော်တို့ကျောင်းရဲ့တမတ်ချက်အရာတော်လကောင်းတို့ဒီမလေးရှားနိုင်ငံရဲ့ပညာရေးဝန်ကြီးဌာနရဲ့ပေါ့နော်တမတ်ချက်အရာကျွန်တော်တို့အနည်းဆုံးပေါ့နော်စနစ်နှစ်ကျွန်တော်တို့အစာတင်ကြမှုရှိတဲ့သူဖြစ်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကနေပြီးမှဒီအထက်သားအထိဘီထားဖို့လိုအပ်တာဖြစ်ပါတယ်ဒါမှမဟုတ် GED ဒါမှမဟုတ် A levels တခုခုကျွန်တော်တို့ဝန်ကြီးနေပေါ့နော်အပြီးဖို့လိုအပ်တာဖြစ်ပါတယ်တတိထားရမှာတခုကြတော့မလေးရှားနိုင်ငံကပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စေတန်းအောင်လဲမတ်ကိုကြတော့တတော် A level ဖြစ်မှတ်မှာပါ ါဘူး O level ဖြစ်တယ်လို့ကတတ်မှတ်ထားတာဖြစ်ပြီးမှကျွန်တော်တို့အင်္ဂလိပ်အင်္ဂလိပ်စာကျွမ်းကျင်မှုအထပ်ပြေးမှအဖြေရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မလေးရှားမှာအကြောင်းဆက်တက်မယ်ဆိုရင်တော့များတော့အားဖြင့်ပေါ့နော်ဒီနာမည်ကြီးကျောင်းတွေကျွန်တော်တို့တက်မယ်ဆိုရင်တို့ကဒီ English proficiency ကိုတောင်းတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့စိတ်တန်းအောင်လက်မှတ်နဲ့မလုံလောက်ပဲနဲ့ကျွန်တော်တို့ IELTS TOEFL ဒါမှမဟုတ်ပေါ့နော်ဒီ University Entrance Exam ဒါမှမဟုတ်ဒီပလိုမာနေစာပြေးမှတက်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီတို့နိုင်ငံရဲ့တက်မှတ်ချက်ထဲ ဲမှာတော့စေတန်းအောင်လည်းမနေမရပါဘူးတချို့တက္ကသိုလ်တွေကြတော့စေတန်းအောင်လည်းမနေအဆင်ပြေတဲ့တက္ကသိုလ်လည်းရှိပါတယ်တော်တော်လည်းကျွန်တော်တို့ wait မယူခင်ဒါမှမဟုတ်ကြောင်းမပြေးခင်မှာ IELTS ဒါမှမဟုတ် TOEFL မဖြစ်မနေဖြစ်ဆိုရမယ်ဆိုပြမှာပေါ့နော်သဘောတူညီချက်နဲ့တက်ခိုက်တဲ့ကြောင်းတွေလည်းရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဆင့်တနေ့ကျွန်တော်တို့ကြောင်းတက်ပြေးတာဖြစ်ရမယ် မူလတန်ကန်းနေအထက်တန်းကြောင်းကချိမလုံလောက်ဘူးအခြား level တွေတည်းတည်ရအောင်မှာဖြစ်တယ်ဒုတိယအနေနဲ့ကျွန်တော်တို့အင်္ဂလိပ်ကျွမ်းကျင်မှုကိုလည်းသူတို့အနေနဲ့လိုအပ်တာဖြစ်တယ်ပြီးတော့ academic transcript ပေါ့နော်ဒါကြတော့ကျွန်တော်တို့စေတန်းအောင်လဲမတ်ကြီးကစပေါ့နော်ကျွန်တော်တို့ဥပမာဒီ computer တွေပြီးမြန်မာနိုင်ငံမှာ computer တွေသင်ကြားမှုရှိခဲ့တယ်ဆိုရင်လည်းအတားဒီကိုလည်းကျွန်တော်တို့အနေနဲ့ဒီကျောင်းကိုလျှောက်တဲ့အခါမှာပေါ့နော်လိုအပ်မှာဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့မြန်မာပြည်မှာကျောင်းတချို့တဝက်တက်ခဲ့ပြီးသားလူတွေပေါ့နော်ဥပမာ college တနည်း တက်ဖြစ်ခဲ့တယ်တော်တော်လည်းအခြေအနေမျိုးမျိုးကြောင်းပေါ့နော်ကျွန်တော်တို့အခုကြောင်းမဆက်တက်ဖြစ်တော့ဘူးအဲ့တာမျိုးစုရင်လဲပေါ့နော်ကျွန်တော်တို့ရတဲ့အမတ်တွေပေါ့နော်ဥပမာခေါ်လေးကန်းတွေရတဲ့အမတ်တွေကိုကျွန်တော်တို့အတွေနဲ့တင်ပြတက်ဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့မလေးရှားနိုင်ငံမှာကြောင်းတက်မယ်ဆိုရင်တော့စစ်နှစ်ပညာသင်ကြားပြီးသားဖြစ်တဲ့လူဖြစ်ရမယ်ပြီးတော့မှကျွန်တော်တို့စေတန်းအောင်လက်မှတ်ကိုတတော် O level ဖြစ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အင်္ဂလိပ်စာကျွမ်းကျင်မှုတစ်ခုခု လက်မှတ်ရှိထားရမယ်တတိယအနေနဲ့ကျွန်တော်တို့မြန်မာပြည်မှာတိုက်ခဲ့တဲ့ဒီကြောင်းတွေအပေါ့နော်ကျွန်တော်တို့ရမှတ်ကြီးကိုကျွန်တော်တို့ဘာသာပြန်ပြီးမှကျွန်တော်တို့တင်ပြတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဒီ၃ခုနဲ့ပေါ့နော်ကျွန်တော်တို့မလေးရှားကကြောင်းတွေကိုစပြီးမှရှောက်လို့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အခုကြောင်းတန်းဗီဇာကိုဘယ်လိုမျိုးစပြီးမှရှောက်ရမလဲဆိုတာလေးကိုဆက်လက်ပြီးမှဆွေးနွေးရအောင် ပထမဆုံးအနေနဲ့ကျွန်တော်တို့တစ်ချင်တဲ့ဘာသာရပ်ပေါ့နော်အရင်ဆုံးလေ့လာကြည့်ရမှာဖြစ်ပါတယ်ဆုံးဖြတ်ထားရမှာဖြစ်ပါတယ်ပြီးတော့မှကိုတစ်ချင်တဲ့ဘာသာနဲ့ပေါ့နော်ကိုက်နေမဲ့အကြောင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးအကြောင်းရွေးဖို့အတွက်ခက်ခဲစီတယ်ဆိုရင်တော့ easy zone လိုမျိုးပေါ့နော်ဒီကြားပွဲစားမဟုတ်ပါဘူးတို့တို့ကကြောင်းဝန်းနေပြီးမှတီးတန့်ခန့်ချားတဲ့ပေါ့နော်အဖို့ရစီးတစ်ခုဖြစ်ပြီးမှတို့တို့ကဒီနိုင်ငံတကာကြောင်းသားတယောက် အာဒီရတယ်ဆိုရင်တို့က commission ရတာဖြစ်ပါတယ်တော်တော်လေးတို့ဘက်ကနေပြီးမှကိုတစ်ချင်တဲ့ဘာသာရနဲ့တစ်ဆိုင်တဲ့ဘေးကြောင်းတင်တော်တာလေဆိုတာဒီကိုကျွန်တော်တို့ကိုဆွေးနွေးတင်ပြပေးနိုင်တာဖြစ်ပါတယ်တို့တော်လေးကိုကိုတရားပေါ့နော်ကိုတစ်ချင်တဲ့ကြောင်းကိုလည်းလိလာခွန်ဆွေးနွေးခွန်ရှိတာဖြစ်တဲ့အတွက်ကြိုတင်ပြမှာပေါ့နော်လိလာထားဖို့လိုအပ်မှာဖြစ်ပါတယ်ဒုတိယအနေနဲ့ကြတော့ကြောင်းတစ်ကြောင်းနဲ့ အဲတချောင်းကတို့ရဲ့လိုအပ်ချက်တွေကမတူညီတဲ့အတွက်ပေါ့နော်တို့ရဲ့လိုအပ်ချက်တွေကပါလေအာတချို့ကျောင်းတွေကြတော့ကျွန်တော်တို့အင်္ဂလိပ်စာအာတတ်ကျမှုမလူတဲ့ကျောင်းတွေရှိတယ်တချို့ကျတော့လိုအပ်တယ်တို့တော်လည်းအဆင့်တမချက်တွေမတူညီတဲ့အတွက်ပေါ့နော်ဒီကျောင်းရဲ့လိုအပ်ချက်တွေကိုအရင်ဆုံးစုံစမ်းရမှာဖြစ်ပါတယ်တတိယအဆင့်အနေနဲ့ပေါ့နော်ဒီလိုအပ်တဲ့စာရွက်စာတမ်းတွေကိုကျွန်တော်တို့ပြင်ဆင်ရမှာဖြစ်ပါတယ်ဥပမာ passport ကစပေါ့နော်ကျွန်တော်တို့မှာလက်ရှိရှိထားတဲ့ဒီအောင်လက်မှတ်တွေပေါ့နော်ပမာစာရင်းတွေကိုကျူတင်ပြီးမှပြင်ဆင်ထားဖို့လိုအပ် မှာဖြစ်ပါတယ်စတုထအနေနဲ့ကျွန်တော်တို့ရျှောက်ထားတဲ့ အာကျွန်တော်တို့ရဲ့ပေါ့နော်ဒီအာចောင်းသားဗီဇာကိုလျှောက်ဖို့အတွက်ပေါ့နော် online ကနေတဆင့်ကျွန်တော်တို့အနေနဲ့အာလျှောက်လို့ရတာဖြစ်ပါတယ်ဘွေးစားမလိုပါဘူးဘွေးစားတရားပေါ့နော်ကြားမှာအာဒီလိုမျိုးအဆင့်ဆင့်တွေတည်ထားတယ်ဆိုရင်ကြားမှာဘွေးစားလုံးဝမလိုပါဘူးအចောင်းစုံတည်ချင်တယ်ဆိုရင်တော့ဒီ education malaysia global service မှာပေါ့နော်ဒီစိတ်လေးလာလို့ရတာဖြစ်ပါတယ်အဲ့ဒီ website ပေါ်မှာဒီဘယ်လိုလျှောက်ရမလဲဘာဒီလိုအပ်မှာလဲဆိုတာဒီကိုတို့အသေးစိတ်တင်ပြထားတာဖြစ်ပါတယ်ဒီ education malaysia global service တော့ malaysia နိုင်ငံ င်ငံပညာရေးဝန်ကြီးဌာနရဲ့ lead out ဌာနခွဲတစ်ခုဖြစ်ပြီးမှအဲ့ဒီမှာအကြောင်းစုံတရားဝင်ရေးထားတာဖြစ်ပါတယ်အဲ့ဒီကနေသစင်းလဲပေါ့နော်ကျွန်တော်တို့ရဲ့ဒီចောင်းသားဗီဇာတွေကိုရှောက်လို့ရတာဖြစ်ပါတယ်နံပါတ်5အနေနဲ့ကြတော့ကျွန်တော်တို့ရဲ့လျှောက်ထားတဲ့ဒီចောင်းသားဗီဇာကိုကျွန်တော်တို့အာမျက်ချီမပစ်ပေါ့နော်အဲ့လိုမျိုးအီးမေးလ်နဲ့ပဲဖြစ်ဖြစ်အာဒီကျွန်တော်တို့လျှောက်ထားတဲ့ចောင်းတဲ့ပေါ့နော် အမေတန်စစ်တွေထားဖို့လိုအပ်တာဖြစ်ပါတယ်ကိုလျှောက်ထားတဲ့ဒီအမှုတရားပဲစင်တီရောက်နေပြီလေဘာဒီလိုအပ်လုံးဘာဒီလိုအပ်အောင်မလဲဆိုတာဒီကိုအမေတန်ကျွန်တော်တို့ တို့မြစ်ချီမဖြစ်ပါတော့အာဒီလျှောက်ထားတဲ့အမှုကိုကျွန်တော်တို့စုံဆိုင်ဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်တို့စောနကတင်ပြထားတယ်ပေါ့နော် application process ဒီလျှောက်ထားတဲ့အမှုမှာကျွန်တော်တို့အာပြီးသွားပြီဆိုပါစို့ကျွန်တော်တို့အခုအကြောင်းသားဗီဇာနဲ့ပတ်သက်ပြီးမှဘာဒီဆက်လုပ်ဖို့လိုအပ်တယ်လဲဆိုတာဒီကိုဆွေးနွေးရအောင်ပထမဆုံးအနေနဲ့ အာကျွန်တော်တို့စောနကအဆင့်အာငါဆင့်ပြီးသွားပြီဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့အာကျောင်းဝန်ကြီးပြီးမှာပေါ့နော်လက်ခံတဲ့စာဆောင်ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ပုံမှန်အဖင်းတော့ email ကနေဒါမှမဟုတ်ကျွန်တော်တို့ဒီစာတိုက်ပွဲကနေတဆင့်လဲကျွန်တော်တို့ကိုပို့လို့ရတာဖြစ်ပါတယ်ဒုတိယအနေကျတော့ EMGS fees ပေါ့နော်ဒါကျတော့စောနကကျွန်တော်ပြောတယ်ဒီမလေးရှားနိုင်ငံရဲ့ပေါ့နော်နိုင်ငံတကာကျောင်းတို့ကျောင်းသားတွေအတွက်တည်င်း facility ကိုစုံစမ်းလို့ရတဲ့နေရာနေတဆင့်လျှောက်ထားတယ်ဆိုရင်တော့အဲကျွန်တော်တို့ဒီလျှောက်ထားတဲ့အမှုနဲ့ပတ်သက်ပြီးမှာပေါ့နော်ဒီကျောင်းသား visa နဲ့ပတ်သက်ပြီးမှဒီဝန်ဆောင်ခကြေကိုကျွန်တော်တို့အနေနဲ့ပြီးရမှာဖြစ်ပါတယ်။ဒီလျှောက်ထားတဲ့ဒီចောင်းသားဗီဇာရဲ့ဝန်ဆောင်ခကြတော့ဒေါ်လာ600အနေပြီးမှ800အထိပေါ့နော်ကျနိုင်တာဖြစ်ပါတယ်။တိုးတော်လဲဒီငွေလဲလဲတို့မုံပေါ်နှုံးပေါ်မှာမူတည်ပြီးမှပြီးရမှာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကျွန်တော်တို့ဒီအာဗီဇာကိုကျွန်တော်တို့အနေနဲ့အာလျှောက်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီအာ junior university visa ဒါမှမဟုတ်ဒီ college visa လျှောက်တယ်ဆိုရင်တော့ဒီ EMGS ကနေတက်ဆင်လျှောက်မယ်ဆိုရင်တော့လေးပတ်ကနေပြီးမှလျှောက်အာဒီ ship ပတ်အထိပေါ့ ပေါ့နော်ကြာတတ်ပါတယ်ပြီးတော့မှနံပါတ်၄အဆင့်အနေနဲ့ကျွန်တော်တို့ဗီဇာရပြီးပြီဆိုပါစို့ဒီဒီဗီဇာရတဲ့အကြောင်းကိုကြာတော့ကျွန်တော်တို့ e-visa လို့လည်းခေါ်ပါတယ်ဒါကြာတော့ကျွန်တော်တို့ immigrant တဆင့်ပို့ပြီးမဲ့ visa ဖြစ်ပြီးဖြစ်ပါတယ်နံပါတ်၅ကြာတော့ကျွန်တော်တို့ကိုရင်ဆုံးပေါ့နော် single entry visa ကိုရင်ဆုံးပြီးမှဖြစ်ပါတယ်ဒီ single entry visa ကိုကြာတော့ကျွန်တော်တို့နိုင်ငံမှာပေါ့နော်ဒီမလေးရှားတိုင်းရင်းကိုသွားပြီးမှထုတ်လို့ရမှာဖြစ်ပါတယ်ဒီနံပါတ်၆မှာကြာတော့ကျွန်တော်တို့ single air trip ပေါ့နော်ဒါကြတော့ဒီကျွန်တော်တို့ဒီ alien lip map ပေါ့နော်ဝယ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ alien lip map ကိုကြတော့အသွားနဲ့အပြင်ဝယ်စားမလို့ဘယ်နဲ့အသွားကိုပဲဝယ်ရမှာဖြစ်ပါတယ်အစင်ခေါ်မှာကြတော့ကျွန်တော်တို့မလေးရှားနိုင်ငံကိုရောက်လာတဲ့အချိန်မှာရက်30အနီထိုက်ခွင့်အရင်ဆုံးပြေးมาဖြစ်ပါတယ်ပြီးတော့မှဒီစာရွက်တရွက်ပြေးมาဖြစ်ပြီးမှအဲ့ဒီစာရွက်နဲ့ကျွန်တော်တို့ဒီအာတွာလာခွင့် ရှိတာဖြစ်ပါတယ်ပြီးတော့မှဒီဒီအစ်စ်မှာကြာတော့ကျွန်တော်တို့ဂျောင်းကနေပြီးမှကျွန်တော်တို့ရဲ့ဒီ passport တွေကိုခဏတစ်ဖြူတင်ထားမှာဖြစ်ပြီးမှမလေးရှားပြည်နယ်ရေးဝန်ကြီးဌာနစီမှာကျွန်တော်တို့တနစ်ပေါ့နော်အာတနစ် student passport တို့လျှောက်ပေးနေတဲ့အချိန်ဖြစ်ပါတယ် number 6အနေနဲ့ကျွန်တော်တို့တစ်ချင်တဲ့ဘာသာရရပေါ့နော်ဒီမပုံတင်တာတွေကိုစာလုပ်ရမှာဖြစ်ပါတယ်ဥပမာကိုတစ်ချင်တဲ့ဘာသာရနဲ့ပတ်သက်ပြီးမှဒီဂျောင်းမှာအရင်ဆုံးအာဒီမပုံတင်နိုင်တဲ့ဆိုရင်တော့ဟိုဒီကိုတစ်ချင်တဲ့ဘာသာရနဲ့ပတ်သက်ပြီးမှပေါ့နော်မနေ့ပိုင်း ုက်လို့ခြင်းလားညနေပိုက်လို့ခြင်းလားဆိုတာကြီးကိုဒီမှာကျွန်တော်တို့အာဒီစောစောမပုံတင်နိုင်လေဆိုရင်အချိန်ကြာဒီကျွန်တော်တို့ရွေးချယ်ခွင့်ရှိတာဖြစ်ပါတယ်ပြီးတော့မစ်မစ္စတာဖေးတွေလည်းပြီးဆောင်ရမယ့်ချိန်ဖြစ်ပါတယ်နံပါတ်9ဝင်နေတဲ့တခါတလေတချို့ University ကျတော့သွေးပြင်စစ်ခိုက်တာတွေရှိတယ်တချို့ကျတော့သွေးမစစ်ခိုက်ပဲနဲ့ကျွန်တော်တို့ထွက်မလာခင်သွေးစစ်ထားတဲ့ရလက်ကိုအခြေခံပြမှာပေါ့နော်အတနည်းအတွက်ကျွန်တော်တို့အကျုံးဝင်ခိုက်တဲ့အကြောင်းတွေလည်းရှိတာဖြစ်ပါတယ်ပြီးတော့မှနံပါတ်30အနေနဲ့ပေါ့နော်ကျွန်တော်တို့အာဗီဇာရမှာဖြစ်ပါတယ်နံပါတ် SSS မှာကြာတော့ဂျာမန်နေပြည်မှာကျွန်တော်တို့ရဲ့ဒီ passport တွေကို visa 7လတက်တန်းရှိတဲ့ visa don't to be တာပြင်ပြမှာဖြစ်ပါတယ်အဲ့ဒါပြီးတဲ့နောက်ကျွန်တော်တို့အနေနဲ့ဘန်ဒီဘန်ကတ်တွေရှောက်ရမယ် ATM ကတ်တွေရှောက်ရမယ် bank account တွေဖွင့်ရမယ်ပြီးတော့မှဒီလူဝတ်ကျဥပမာ touch and go တို့ပေါ့နော်ဒီ grab ကစ digital payment တွေကို set up လုပ်ရမယ်အချိန်ဖြစ်ပါတယ်ပြီးတော့မှနောက်ဆုံးအနေနဲ့ပေါ့နော်ဂျာမန်ကြီးအမခံကိုကျွန်တော်တို့မဖြစ်မနေဝယ်ရမှာဖြစ်ပါတယ်တချို့ တချို့ចောင်းတွေကြတော့ဒီဂျမားကြီးအာမခန်နဲ့ပေါ့နော်စစ်သွေးပြီးသားရှိတာဖြစ်ပါတယ်တချို့ចောင်းတွေကြတော့တို့ဂျမားကြီးအာမခန်နဲ့စာချုပ်ချုပ်ထားပြီးသားဖြစ်ပါတယ်တိုးတော်လည်းတချို့ចောင်းတွေကြတော့ကျွန်တော်တို့အပြင်ကနေဝင်ရမှာဖြစ်ပါတယ်ဆောနကကျွန်တော်ပြောတဲ့ဒီ website ကနေ the sim ပေါ့နော်အဒီစိတ်အဲ့ဒီမှာစင်ပြထားတာဖြစ်ပါတယ်နောက်နောက်မှာချိန်ရတယ်ဆိုရင်လည်းကျွန်တော်တင်ပြပေးပါမယ်ဒီဂျမားကြီးအာမခန်ကြတော့တနည်းအတွက်ပေါ့နော်ဒီမလေးရှားဝင် ရှိရာကနေ600လောက်ကျနိုင်တာဖြစ်ပါတယ်ဒီကျမ်းမာရေးအမခန်အကတ်မရှိဘူးဆိုရင်စေယုံစေခန်းတွေတွားတဲ့အခါမှာအာဒီစီဝါကိုတာမှုစရိတ်ကအလွန်ရေးကြီးတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမ်းမာရေးအမခန်ကိုမဖြစ်မနေဝယ်ယူဖို့ အလိုအပ်တာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဆက်လက်ပြီးမှာပေါ့နော်ဒီအကြောင်းရဲ့ session fee တွေကိုဆက်လက်ပြီးမှာလေ့လာကြည့်အောင်ဒါကြတော့ခံမှန်သွက်ချက်ပေးထားတာဖြစ်ပြီးမှာအကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကြတော့တူမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဟာကြတော့အချင်းဖြင်းနေဖြင်းသွက်ချက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အတည်ပြုလို့မရပါဘူးသို့တော်လည်းရည်ပူချက်အားဖြင့်ပေါ့နော်ဘယ်လောက်ကုန်ကြမလဲဆိုတာဒီကိုကျွန်တော်တို့စိတ်ထဲမှာခံမှန်လို့ရအောင်တင်ပြပေးထားတာဖြစ်ပါတယ်ဥပမာစီပေါ်ရေးတက်ချင်တယ်ဆိုရင်ဒါမှမဟုတ်ကွန်ပျူတာနဲ့ပတ်သက်ပြီးမှာတက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒေါ်လာ3000ဝန်းနေပေါ့နော်6000 ောင်းကြားကုန်ကြမှာဖြစ်ပါတယ် engineer တို့ပြီးတော့မှဒီ nursing ပေါ့နော်ဒီသူနာပြုလုပ်တက်ချင်နေဆိုရင်တော့ဒီ4000ကနေပြီးမှ9500ဝန်းကျင်နဲ့ထိကုန်ကြမှာဖြစ်ပါတယ်ဒီ nursing မှာကျတော့မလေးရှားနိုင်ငံကနာမည်ကြီးတာဖြစ်ပါတယ် computer science ဘက်မှာလည်းနာမည်ကြီးတာဖြစ်ပါတယ်ပြီးတော့မှ medicine ပေါ့နော်ကျတော့ pharmacy တွေပါဒီတက်ချင်နေဆိုရင်ကျွန်တော်တို့ ဒီအဒေါ်လာ3800ကနေပြီးမှပေါ့နော်ဒေါ်လာ3000လောက်အထိကုန်ကျမှာဖြစ်ပါတယ်အခြားသောဒီဘာသာရပ်တွေကိုဆက်လက်ပြီးမှလေ့လာချင်နေဆိုရင်တော့3000ကနေ9000ကျားပေါ့နော်ကုန်ကျမှာဖြစ်ပါတယ်ဒါကြတော့အချင်းချင်းတက်ချက်ထားတာဖြစ်ပြီးမှပေါ့နော်အတည်ပြုလို့မရပါဘူးအကြောင်းတကြောင်းရဲ့ဒီ tuition fee တွေလည်းမတူတယ်လို့ကျွန်တော်တို့ဒီအာဒီတစ်ခါတလေဒီငွေရင်းနှုန်းပေါ်မှာလည်းမူတည်ပြီးမှပေါ့နော်အာပြီးဆောင်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲကြတော့အချင်းချင်းအပြင်တင်ပြထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ဒီဟာကြတော့မလေးရှားနိုင်ငံမှာနေထိုင်မှုစရိတ်ဘယ်လောက်ကုန်ကျနိုင်မလဲဆိုတာဒီခုအချင်းချင်းပေါ့နော်ဒေါ်လာနဲ့သွတ်ပြီးထားတာဖြစ်ပါတယ်ကျွန်တော်တို့ကြားမဆောင်မနေမယ်ဆိုရင်တော့ဒေါ်လာကို63ဝန်းနေပြီးမှ200လောက်ကျနိုင်တယ်အပြင်မှာနေမယ်ဆိုရင်တော့140ဝန်းနေပြီးမှ320ဝန်းကျင်လောက်ကျနိုင်တယ်အပြင်မှာကျွန်တော်တို့ဒီ အာအဒီမစားဘဲနဲ့ပေါ့နော်ကိုကိုတိုက်ဝဲမယ်ချက်မယ်စားမယ်ဆိုရင်တော့တော်တော်တရားနေပြီမှ130လောက်ကျနိုင်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အပြင်မှာပဲဝယ်စားမယ်ဆိုရင်တော့ဒေါ်လာ200နေပြီမှဒေါ်လာ400လောက်ကျနိုင်တာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ phone bill ပေါ့နော်ဒါကြတော့ဒီဒလာကိုကျွန်တော်တို့ရဲ့ဒီအသုံးပြုမဲ့ပေါ့နော်ဒီ data ကစပေါ့နော်အဒီ phone bill တို့ကြတော့ကျွန်တော်တို့30နေပြီမှ15ဒေါ်လာလောက်ကျနိုင်တာဖြစ်ပါတယ်ဒါကြတော့ဒီကျွန်တော်တို့အပြင်မှာနေမယ်ဆိုရင်တော့ရေဖိုးမီးဖို့ gas ဖို့ကြတော့ဒလာကို ဒေါ်လာ40ဝန်းကျင်လောက်ကျနေတာဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ internet ဝယ်မယ်ဆိုရင်ဒေါ်လာကိုဒေါ်လာ20ကနေပြီးမှ40လောက်ပြီးရမှာလည်းဖြစ်ပါတယ်ပြီးတော့မှတေယူပို့ဆောင်ရေးအတွက်ပေါ့နော်ဒါကြတော့အများပြည်သူသုံးတေယူပို့ဆောင်ရေးယထာကာအတွက်ဆိုရင်တော့ကျွန်တော်တို့ဒေါ်လာ40ကနေ50ကျားလောက်လည်းကုန်ကြအောင်မှာဖြစ်ပါတယ် personal care ဒါကြတော့ကျွန်တော်တို့တကူကြီးတန်ရှင်းရေးအတွက်သုံးပြမယ့်ဒီအာ ဟာဒီအတွက်ပေါ့နော်မင်္ဂလီတက်ဆွင်တော့ပုံကုန်ချမယ်ထင်တယ်အဲကြာတော့ဒေါ်လာ20နေပြီးမှဒေါ်လာ50ချသွတ်ပေးထားတာဖြစ်ပါတယ် entertainment နဲ့အားရပေါ့နော်ဒါကြာတော့ကျွန်တော်တို့ចောင်းသားအာကျောင်းသားဖြစ်တဲ့အတွက်ဥပမာ club တွေပါဒီ join မယ်ပြီးတော့မှဒီကျောင်းရဲ့လှုပ်ရှားမှုတွေမှာပါဝင်မယ်ဆိုရင်ကျွန်တော်တို့ပိုက်ဆံပေးရအောင်မှာဖြစ်ပါတယ်အဲ့ဒါဒီကျောင်းမလို့ပေါ့နော်ကျွန်တော်တို့အနေနဲ့ student ပြင်ဆင်ထားဖို့အတွက်ပေါ့နော်အာဒီလိုမျိုးတွေ့ချင်မှုတွေကိုကျွန်တော်တို့အာစီထားဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒီလို ကြည့်ထားမှကျူတင်ပြင်ဆင်မှာပေါ့နော်ကုန်ကြမဲ့စရိတ်တွေကိုကျွန်တော်တို့အာဒီအတိအကျမဟုတ်ရင်တောင်မှပေါ့နော်ခံမှန်ပြမှာတချစ်လောက်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အထီထီဘဟုတုတရရှိဖို့အတွက်တာပေါ့နော်ကျွန်တော်အနေနဲ့ရည်ရွယ်ထားတာဖြစ်ပါတယ်။အတိစိတ်တီးချင်တယ်အလျှောက်ထားချင်တယ်ဆိုရင်တော့ဒီတစ္ဆေရာဌာနတွေကိုစစ်သွေပြီးမှမြင်းမြင်းရမှာဖြစ်ပါတယ်။ဒီမြင်းမြင်းလို့ရတဲ့စက်တွေလို့ရတဲ့ပေါ့နော်လိလာလို့ရတဲ့သူတို့ရဲ့ website ကိုတော့ကျွန်တော်ဒီအောက် link မှာပေါ့နော်ချပီးထားမှာဖြစ်ပါတယ်သူတို့အစိုးရနေပြီးမှချပီးထားတဲ့ဒီ scholarship တွေ financial aid တွေလည်းတနေ့နဲ့တနေ့မတူဘူးပြီးတော့မှချထားတဲ့အချိန်လည်းအာဒီပြီးထားတဲ့အချိန်လည်းမတူတဲ့သူကြောင့်မလို့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီလိလာလို့ရအောင်ဒီကျွန်တော်တို့အနေနဲ့ဒီမှာအတူကောက်တင်နေရေးပီးထားတာဖြစ်ပါတယ်ဒီအစိုးရကနေပြီးမှနိုင်ငံတကာကျောင်းတူကျောင်းတက်တွေတို့လည်းတစ်ခါတလေသူတို့ကပေါ့နော်အာတက်တာရေးစရိတ်တွေကိုလည်းချပီးထားတာချပီးတတ်တာဖြစ်ပါတယ်ဥပမာ MIA စနေ10ဒေါ်လာကောင် TCP ရနေ့တစင်တော်လကောင် JPA နေ့တစင်တော်လကောင်ပေါ့နော်ဒီအစိုးရကနေပြီးမှသူတို့ဒီကျောင်းရဲ့ပေါ့နော် scholarship တွေ financial aid တွေကိုတစ်ခါတလေချပေးတတ်ပါတယ်ပြီးတော့မှဒီ တချို့ university တွေ college ကျောင်းတွေอ่ะပေါ့เนาะသူတို့ကျောင်းထဲမှာသူတို့อ่ะဒီအဖွဲ့အစည်းတွေစတာဖြစ်ပါတယ်ဥပမာ Monash University ဆိုရင်သူတို့မှာဒီအာသူတို့ရဲ့ကျောင်းအတွင်းမှာပေါ့เนาะ scholarship တွေပါနေရှိတာဖြစ်တယ်ပြီးတော့မှာ Sanway Jeffrey Chair ရဲ့ပေါ့เนาะဒီ foundation ကနေတစင်ပြီးထားတဲ့ဒီ scholarship တွေလည်းရှိတယ်ပြီးတော့မှာ University of Malaya ပေါ့เนาะဒီ University of Malaya ဆိုရင်တော့ကျွန်တော်တို့မြန်မာအစိုးရနဲ့ပေါ့เนาะ ဒီနိုင်ငံချစ်ချီယင်းနီစစ်ဆန်ရေးဆိုပြီးမှာပေါ့နော်တခါတလေသူတို့ကတနစ်ကိုမြန်မာနိုင်ငံကနေပြီးမှចောင်းသား၁၀ရောက်၅ရောက်ဆိုပြီးမှာပေါ့နော်အဲ့လိုမျိုးအခမဲ့ scholarship တွေကိုချပီးတတ်တာရှိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အချိန်နဲ့တပင်းနေပေါ့နော်စုံစမ်းတက်ဖို့လိုအပ်မှာဖြစ်ပါတယ်တချို့ကြတော့ private sponsorship ပေါ့နော်ပုံမှန်ဖရားចောင်းကနေ10ဒေါ်လောက်ကောင်းအဖွေစီကနေ10ဒေါ်လောက်ကောင်းပေါ့နော်အဲ့လိုမျိုးចောင်းတက်တဲ့လူတွေလည်းရှိတတ်တာဖြစ်ပါတယ်ပြီးတော့မှ one of sponsorship ပေါ့နော် one of sponsorship ကြတော့ဖွေစီတီဂျာမမဟုတ်ဒီ ီ NGO ဒီဓမ္မမဟုတ်ဒီအာကျွန်တော်တို့ ਨੇ ဒီရင်းနေတဲ့ company ကနေ the sim ပေါ့နော်အဲ့လိုမျိုး one of sponsorship တွေလဲရှောက်လို့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရေးကြီးရခက်ခဲရှိတဲ့ဆိုပြမှာပေါ့နော်စိတ်တက်မကြပဲနဲ့ခုမှရှောက်လို့ရတဲ့အခွင့်အရေးတွေပါရှိတာလဲကျွန်တော်တို့ဘက်ကနေပြမပါဒီပြင်ဆင်ဖို့လိုအပ်တာလဲဆိုတာဒီကိုစုံစမ်းလေ့လာပြမပေါ့နော်ဒီလိုမျိုးတက်တာခွင့်တွေပြီးတော့မှ scholarship တွေကိုရှောက်လို့ရတဲ့ဆိုတာကိုကျွန်တော်အနေနဲ့ဘ ਹੁ တုတာရရှိဖို့အတွက်ပေါ့နော်တင်ပြချင်တာဖြစ်ပါ ါတယ်နောက်တစ်စင်းတိထားတဲ့အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့မလေးရှားနိုင်ငံမှာကျောင်းတည်ရင်းနဲ့အလုပ်လုပ်လို့ရပါသလားပေါ့နော်။တရားဝင်အနေနဲ့တို့ကျောင်းတို့ကျောင်းသားဒီနိုင်ငံခြားသားကျောင်းတို့ကျောင်းသားတယောက်ကိုတပတ်ကိုနာရီ20အချိန်ပိုင်းပတ်ထားမလုပ်လို့ခွင့်ပေးထားတာဖြစ်ပါတယ်။တိုးတော်လေးပေါ့နော်ဒီ semester ကြားမှာပဲဖြစ်ဖြစ် semester နားတဲ့ချိန်မှာပဲဖြစ်ဖြစ်ဒီအာ public holiday ဒီပေါ့နော်ဒီအစိုးရရုံးပိတ်ရက်ဒီမှာပဲဖြစ်ဖြစ်ပေါ့နော်အာဒါမှမဟုတ်ကိုကိုရဲ့ဒီဘာသာရက်ဒီဟာကိုအနေနဲ့နိုင်နိုင်နင်းနင်းပေါ့နော်လီလာနိုင်တယ်ဆိုရင်စာနိုင်တယ်ဆိုရင်တော့တတော်ကဒီတပတ်ကိုနိုင်20အချိန်ပတ်အလုံးလုံးခွင့်ရှိတာဖြစ်ပါတယ်တခုတီထားရမှာတခုကမလေးရှားနိုင်ငံမှာနိုင်ငံခြားသားဒီကိုခေရှားပေါ့နော်ငွေကရဖြစ်တရားဝင်လုတ်ခွင့်မရှိပါဘူးသို့တော်လည်းဒီတတိယဒီကိုလုတ်တဲ့လုပ်ငန်းနဲ့ လုံငါရှင်တွေနဲ့ပေါ့နော်ဆွေးနွေးတိုက်ပင်ပြီးမှကျွန်တော်တို့နာရင်နဲ့ဆက်ချက်ပူလို့တဲ့လူလည်းရှိတယ်ခေရှာလို့တဲ့လူလည်းရှိပါတယ်ဒါကြတော့အစိုးရနေတတ်မှတ်ထားတဲ့ပေါ့နော်အချိန်ပိုက်ရလို့ကြတော့နာရင်နဲ့ဆက်လို့ခွင့်ရှိတာဖြစ်ပါတယ်တည်ထားရမှာတခုကြတော့ကျွန်တော်တို့အချိန်ပိုက်ရလို့လို့ချင်နေဆိုရင်ကျွန်တော်တို့တစ်တစ်ကျောင်း University ကိုရင်ဆုံးအကြောင်းကြားရမှာဖြစ်တယ်ကျွန်တော်တို့တစ်တစ်ကျောင်းကနေတဆင့် ဒီမလေးရှားပြည်နယ်ရေးဌာနကိုတတော်ကနေပြီးမှပေါ့နော်အကြောင်းထပ်ကြားဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုလှုပ်ချင်တယ်လို့မျိုးလှုပ်လို့မရဘူးအချိန်ပိုင်လှုပ်ချင်တယ်ဆိုရင်လည်းဒီလိုမျိုးကြောင်းကနေသင့်ဒီအစိုးရဌာနကြီးကိုသင့်လျှောက်ရမှာဖြစ်ပါတယ် ဟုတ်ကဲ့မလေးရှားမှာနိုင်ငံခြားကျောင်းသားကျောင်းသူတရားဝင်နေပေါ့နော်ကျွန်တော်တို့မိဘဒီဒါမှမဟုတ်အောက်ထင်းသူတရားကိုခေါ်ခွင့်ရှိတာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်တို့ဒီ dependent visa ဆိုပြီးမှပေါ့နော်မိကိုယ်သူ visa ဖြစ်ကျွန်တော်တို့လျှောက်လို့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့မိဘနဲ့ညီမဒါမှမဟုတ်မိဘနဲ့ညီမစိတ်ချရတဲ့ကလေးမျိုးဆိုရင်တော့ပေါ့နော်ဒီမလေးရှားနိုင်ငံမှာကျောင်းသက်ရင်လုံးဝအဆင်ပြေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီကျောင်း တာဗီဇာလူပဲပေါ့နော်ကျွန်တော်တို့အာမီခူတူဗီဇာကိုလည်းစစ်နလတစ်ကြိမ်တည်တန်းတူဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးခွင့်ရည်တွေကိုကျွန်တော်တို့လစ်လွတ်မခံသင့်ပါဘူးမိဘတရားဝင်နေနဲ့ကိုယ့်ရဲ့သားသမီးနဲ့ပေါ့နော်အာဒီလိုမျိုးလိုက်နေခြင်းလေဆိုရင်မလေးရှားနိုင်ငံကအတော်လေးဝစင်ပြေတာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်တို့မလေးရှားနိုင်ငံမှာကြောင်းတက်နေတဲ့ကာလမှာပေါ့နော်ဘာဒီပြင်ဆင်ထားတဲ့တာလေ အာကျွန်တော်တို့ဘာဒီလုတ်တင်တာလဲဆိုတာဒီကိုကျွန်တော်အနေနဲ့အာအနေအချင်းပေါ့နော်ဆက်လက်ပြီးမှတင်ပြချင်တာဖြစ်ပါတယ်ကျွန်တော်ကိုတိုင်ကလည်းမလေးရှားနိုင်ငံမှာចောင်းတက်ဖိုးတဲ့တယောက်ဖြစ်တဲ့အတွက်ပေါ့နော်အာကျွန်တော်တို့ဘယ်လိုမျိုးပြင်ဆင်တင်တာလဲဘာဒီလုတ်တင်တာလဲကျွန်တော်တို့လူငယ်တယောက်အနေနဲ့ပေါ့နော်ကျွန်တော်တို့မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ကာလမှာပညာရေးနဲ့ပေါ့နော်အာပတ်သက်ပြီးမှဒေါ်လကောင်လူမျိုးရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှဒေါ်လကောင်ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာလေးကိုဆက်လက်ပြီးမှဆွေးနွေးကြည့်အောင်နော် ဟုတ်ကဲ့ဒါကြတော့ကျွန်တော်ကိုယ်တိုင်မလေးရှားမှာဒီចောင်းတက်ဖို့တဲ့သူတရားအနေနဲ့ပေါ့နော်အကြံပေးချင်တဲ့ဒီအကြံပြုချက်တွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖြစ်နိုင်ရင်ကျွန်တော်တို့ budget ပဲဖြစ်ဖြစ်ပေါ့နော်ဒီ tuition fee ပဲဖြစ်ဖြစ်အိမ်ငါးခပဲဖြစ်ဖြစ်ပေါ့နော်ဒီ6လအတွက်ပေါ့နော်ကျူတင်ပြီးမှပြင်ဆင်ထားတင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအိမ်ငါးရာပဲဖြစ်ဖြစ်အခန်းငါးရာပဲဖြစ်ဖြစ်ပေါ့နော်ဒီဘောရော tuition fee တွေပဲဖြစ်ဖြစ်ကိုလျှောက်ချင်တဲ့အကြောင်း လဲပေါ့နော်ကျွန်တော်တို့6လအကျူပြီးမှလျှောက်ထားတင်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ခါတလေကြားမှာကျင်းကြတာတွေလည်းရှိနိုင်တယ်။ကိုတို့ပြင်ဆင်စရာလည်းလုံလုံလောက်လောက်အချိန်မရတဲ့အချိန်လည်းရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့6လဘာမစူ6လအကျူတင်ပြီးမှပေါ့နော်ပြင်ဆင်ထားဖို့ကျွန်တော်အနေနဲ့အကြံပြုချင်တာဖြစ်ပါတယ်။ ပြီးတော့မှကိုနဲ့ပတ်သက်တဲ့စာရွက်စာတမ်းကြီးပေါ့နော်အရေးကြီးတဲ့စာရွက်စာတမ်းတွေကျွန်တော်တို့ရဲ့ assignment ပဲဖြစ်ဖြစ်ပြီးတော့မှဒီ passport ကစပေါ့နော်အဲဒီအရေးကြီးတဲ့စာရွက်စာတမ်းကြီးကိုစာရွက်အနေဖြင့်တော်လကောက် digitally ပေါ့နော်ဒါကျွန်တော်ဖုန်းထဲမှာပဲဖြစ်ဖြစ် computer ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့တင်ထားဖို့ကျွန်တော်အနေနဲ့ကြံပြုချင်တာဖြစ်ပါတယ်တခါတလေကျွန်တော်တို့မတော်လို့ PC ပျောက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဒီလေးကြုံရတတ်တယ်အဲ့ဒါအဲ့ဒီတွေ့ကြမလို့ဒီအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုကျွန်တော်တို့ဒီလိုမျိုးစာရွက်နေဖြင့်တော်လကောက်ဒီ digitally ပေါ့နော်ဒီဖုန်းထဲမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတင်းထပ်တင်းသားတင်းထားတတ်ဖို့ပေါ့နော်လိုအပ်တာဖြစ်ပါတယ်ဟုတ်ကဲ့နောက်တစ်ခုကြတော့ကျွန်တော်တို့လူငယ်ပြည်ပြည်ပေါ့နော်ကိုစိတ်ဝင်စားတဲ့လို့ရှာမှုဒီမှာကျွန်တော်အနေနဲ့ပါဝင်ဖို့တိုက်တွန်းချင်တာဖြစ်ပါတယ်ဒီ university ကျောင်းတစ်ကျောင်းတက်သွားပြီဆိုရင်ဒီဒီကျောင်းရဲ့ပေါ့နော်ဒီအထဲမှာ ဒီအကလပ်အမျိုးမျိုးလည်းရှိတာဖြစ်ပါတယ်ဥပမာကိုအာကစားဝတ္တနာပါတယ်ဆိုရင်ကိုဝတ္တနာပါတဲ့အာကစားကလပ်တီကို join လုပ်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလူငယ်တရားဝင်နေတဲ့ပေါ့နော်ဒီចောင်းတက်နေတဲ့ချိန်ကာလမှာចောင်းစာရေးပဲမဟုတ်ပဲနဲ့အဲ့လိုမျိုး networking တွေပေါ့နော်ဒီနောက်တော့မှအလုပ်ရှာဖို့အတွက်တော်လကောင်းအာဒါမှမဟုတ်အာဒီလိုမျိုးကိုကို ကိုယ့်အနေနဲ့လူငယ်တယောက်အနေနဲ့ပေါ့နော်ဒီလိုမျိုးအာဒီတငယ်ချင်းအနေနဲ့ပေါ့နော်အဲ့လိုမျိုးအချိန်ဒီဖြိုးတက်ဖို့အတွက်လည်းလိုအပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ town ထဲမှာရှိတဲ့ club တွေကိုလည်း join ပါအပြင်မှာရှိတဲ့ club တွေကိုလည်း join ပါတော့တော်လည်းလွန်လွန်ကျွန်းကျွန်းမဖြစ်စီပဲနဲ့ပေါ့နော်ကိုဝတနာပါတဲ့ club တွေကိုကျွန်တော်အနေနဲ့တော့အာဒီလိုမျိုး join စီချင်တာဖြစ်ပါတယ်ပြီးတော့အမတ်တရားတွေအမတ်တရားအဖြစ်အပျက်တွေကိုတင်ထားပါတပ်ပွင့်နေဖြစ်တော်လကောင်းအာဒီ digitally ပေါ့နော်ဒီ facebook ပေါ်မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးတင်ထားပါနောက်နောက်မှာကျွန်တော် ို့တို့ဒီတငယ်ချင်းတွေနဲ့လဲပေါ့နော်ပြင်သွေးကောင်းပြင်သွေးနိုင်တယ်ပြီးတော့မှဒီမလေးရှားနိုင်ငံမှာရှိနေတဲ့ကာလမှာပေါ့နော်အမတ်တရားကြီးကိုကျွန်တော်တို့တင်ထားပါပြီးတော့မှဒီကိုရဲ့ဒီအတွေ့အကြုံတွေလဲပေါ့နော်မတန်းတင်ထားပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နောက်နောက်မှာဒီလိုမျိုးအခွင့်အရေးတွေရလာမှာလဲမဟုတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အာဒီပြီးတော့မှနောက်နောက်မှာအလုပ်စားလုပ်တဲ့အခါမှာလဲပေါ့နော်ဒီ networking ကောင်းတယ်ဆိုရင်ကျွန်တော်တို့အလုပ်ရှာရတာလဲလွယ်ကူတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုရဲ့ နိုင်ငံသူနိုင်ငံသားတွေနဲ့ပေါင်းတာမဟုတ်ဘဲနဲ့အခြားနိုင်ငံကနေလာတဲ့ចောင်းတို့ចောင်းသားတွေနဲ့လဲပေါ့နော်ဒီရောရောနောနောညီတက်ဖို့ကျွန်တော်အနေနဲ့အကြံပြုလိုတာဖြစ်ပါတယ်နောက်တစ်ခုတတိပီးချင်တာတစ်ခုကြတော့မလေးရှားနိုင်ငံကမွတ်စလင်ဘာသာကိုအကြီးကကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အလျှောက်ပေါ့နော်ကျွန်တော်တို့အစားတောက်ကြည့်လဲ ဒါမှမဟုတ်စားတောက်ဆိုင်မှာဝင်စားတယ်ဆိုရင်လေဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းတွေရဲ့ပေါ့နော်ဘာသာရေးကိုလေးစားတတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဒီတို့တို့ရဲ့ယဉ်ကျေးမှုတွေကိုလေ့လာပါလေးစားပါပြီးတော့မှယုံအစိုးရယုံသွားတာပဲဖြစ်ဖြစ်ပေါ့နော်လူများတဲ့နေရာမှာတန်းစီစင်သစ်စနစ်ကိုတောင်းတာဖြစ်တဲ့အတွက်တန်းစီပါပြီးတော့မှဈေးယုံဒီအစိုးရယုံဒီသွားတဲ့ခါမှာမိင်္ဂလီပဲဖြစ်ဖြစ်ပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်ဘောင်းပြီးအစီဒီကိုဝပြေးပါဒီတရားဝင်တတ်မှတ်ထားတာမဟုတ်တော့လဲပေါ့နော်တချို့ယုံဒီကြတော့ဘောင်းပြီးအစီမဝက်ဘူး အာအောက်မဖုံးဖို့ဆိုရင်တချို့ပြင်လွတ်တာဒီလည်းစိတ်တပ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီမလေးရှားနိုင်ငံရဲ့ကိုကတိကကိုကွယ်တဲ့ဘာသာရေးကိုလည်းလေးစားရမယ်တို့သတ်မှတ်ထားတဲ့ပေါ့နော်ဘောင်အတွင်းမှာကျွန်တော်တို့အနေနဲ့လိုက်နေပြရမှာဖြစ်ပါတယ်ကိုနေတဲ့နိုင်ငံနဲ့ပေါ့နော်မတူနေတဲ့ယဉ်ကျေးမှုတွေကိုလည်းစူးစမ်းပါလိလာပါတချို့ယဉ်ကျေးမှုတွေကြတော့အရန်စိတ်ဝင်စားစရာကောင်းပါတယ်ဒီလိုမျိုးအာမတူနေတဲ့လူမျိုးသုံးစုနေထိုင်တဲ့ နိုင်ငံမှာပေါ့နော်လီလာခွင့်ရတဲ့ယဉ်ကျေးမှုဒီကိုကျွန်တော်အနေနဲ့တော့လီလာစီချင်တာဖြစ်ပါတယ်။ဟုတ်ကဲ့အဆုံးထိကြည့်ပြတဲ့ကြွယ်ဂျီယိုအများကြီးတင်ပါတယ်။ကျွန်တော်တို့ဒုတိယပတ်ရက်အနေနဲ့ပေါ့နော်မလေးရှားမှာဒီ college ဒီတက္ကသိုလ်တွေကိုဘယ်လိုမျိုးရိပ်ပြီးမှသိရမလဲ။ပြီးတော့မှကျောင်းပြီးပြီးတဲ့နောက်မလေးရှားနိုင်ငံမှာအလုပ်လုပ်ဖို့စိတ်ဝင်စားတဲ့ဆိုရင်အခုကျောင်း ရွေးတဲ့အခါမှာကျောင်းဘယ်လိုမျိုးရွေးရမလဲဆိုတာတွေကိုကျွန်တော်အနေနဲ့ဒီဒုတိယတာသွားမှာဖြစ်ပါတယ်ဒီလိုမျိုးချိန်ပြေးပြေးမှပေါ့နော်အနားထောင်ပေးတဲ့ကြည့်ရတဲ့တဲ့စုံတယောက်တက်ပေါ့နော်ကောင်းကျိုးဖြစ်စေမယ်လို့လည်းကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်